လေးပွဲမြောက်မင်္ဂလာပွဲကိုကျင်းပပြုလုပ်တဲ့စူလျာရစ်ပတ်လက်ထပ်မင်္ဂလာပွဲမှာစက်သိန်းပေါင်း9000နီးပါးတန်ဖိုးရှိတဲ့ရွှေကိုပိတ်တာနဲ့ပြုလုပ်ထားတဲ့မင်္ဂလာဝတ်ဆောင်ကိုဝတ်ဆင်ပြီးပွဲထွက်ခဲ့တဲ့တရုတ်ဆောင်ဆိုဖီသစင်မင်္ဂလာပါပရိသတ်ကြီးရှင်ပေသက်ထွေကသဘောတူခဲ့ကြရတဲ့ငယ်စဉ်အတွဲလေးကတော့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာ Novo Day Hotel မှာစူလျာရစ်ပတ်လက်ထပ်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်ဟိဝင်ရန်နဲ့ဆိုဗီယက်သင်းတို့ရဲ့ဆူလျားရစ်ပတ်လက်ထက်မင်္ဂလာပွဲကိုတော့နိုင်ငံကျော်တရုတ်ဆောင်တွေနဲ့အမှုပညာရှင်တော်တော်များများတက်ရောက်အားပေးခဲ့ကြသလိုတတိုးသားတတိုးသမီးအရန်တွေနဲ့မင်္ဂလာလက်ဆော့ဘန်းကင်တွေအနေနဲ့လည်းအမှုပညာရှင်တွေကပဲပါဝင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဆူလျားရစ်ပတ်မင်္ဂလာအခမ်းပွဲမှာတော့တတိုးသမီးဖြစ်တဲ့တရုတ်ဆောင်ဆိုဗီယက်သင်းဟာစက်သိန်းပေါင်း9000နီးပါးတန်မိုးရှိတဲ့ရွှေကိုပိတ်တာနဲ့ပြုလုပ်ထားတဲ့ မင်္ဂလာဝိဆုံလေးကိုဝိဆင်ပြီးတော့ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။တတို့သမီးကင်ဆောင်ထားတဲ့လက်ကင်ပန်းကလည်းရွှေတပိတ်တခွဲအလေးချိန်ရှိပြီးဝိဆုံမှာစီချထားတဲ့ပရမများတွေကလည်းချက်သိမ်းပေါင်းတောင်းတဲ့ချီတက်မှုရှိတယ်လို့သိရပါတယ်။တတို့သမီးဆိုဖြစ်တဲ့စင်ဝိဆင်ခဲ့တဲ့မင်္ဂလာဝိဆုံမှာစင်မြန်းထားတဲ့ယတနာတွေကိုတော့ရွှေဆိုင်နှဆိုင်ကတာဝန်ယူစင်မြန်းပေးထားတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဟိဝင်ရဲ့ဆိုဖြစ်တဲ့စင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာအခမ်းပွဲအတွက်ကျတိရှိတဲ့မြန်မာထိုင်းမသိန်းဝစ်စုံကိုဝစ်ဆင်ခဲ့ကြတာဖြစ်ပြီးဗရမားတွေစီချထားတဲ့ဗရမားပဝါနဲ့ရွှေစင်ရွှေသားအနုစိတ်လေးတွေ ပါဝင်ခဲ့ပြီးရွှေထမိန်မှာဝစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ရွှေသားအတိဗရုံမာလက်ကင်မန်းလေးကိုလည်းခန္ဓာပီးကျတိရှိစွာနဲ့ဒီဇိုင်နာတွေနဲ့ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ငယ်စဉ်ဆုံးွယ်လေးရဲ့မင်္ဂလာအခမ်းပွဲမှာတော့သတို့သားသတို့သမီးအရန်နဲ့ဘန်းကင်ပန်းကျဲတွေအနေနဲ့ တရုတ်ဆောင်နော်ဖောဧထာတရုတ်ဆောင်ဝေလာရီတရုတ်ဆောင်မင်းမြင့်မုံတရုတ်ဆောင်ရှိန်တင့်ထူတရုတ်ဆောင်ရတနာဘုံတရုတ်ဆောင်တိုင်ရွန်တရုတ်ဆောင်အီချမ်းမောင်နဲ့တရုတ်ဆောင်ထက်အောင်ဆိုင်တို့ကလည်းပါဝင်ကူညီအားဖြည့်ပေးထားတာလည်းဖြစ်ပါတယ်ဒီကနေ့မှာဆူလျာရစ်ပတ်လက်ထက်မင်္ဂလာပွဲကိုခန္ဓာကြီးကျယ်စွာနဲ့ပြုလုပ်ခဲ့ပြီးဖြစ်တဲ့တရုတ်ဆောင်ဟေဝီယန်နဲ့ဆိုဖီတဇင်တို့အတွက်ပြည်သက်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်